ဖွဖွေးဆိုရင်ဘာလုပ်မလဲဆိုတာမျိုးအားရကျင်နေတဲ့ပြဿနာတွေအတွက်အဲ့ဒီဇက်ကောင်အစ်စ်ကလည်းဟိုသူသူလုံးမဖြစ်မယ်ဆိုတဲ့ဇက်ကောင်မျိုးပေါ့နော်အဲ့လိုအရန်အရန်အရန် item my size နဲ့ကြည့်ရမယ်ဇက်လမ်းဖြစ်ပါပါဟုတ်မမိုးနေဇက်ကအခုစီစဉ်ထားတဲ့ဟာဆိုရင်ပြဿနာတွေအရန် surprise ဖြစ်စေမဲ့ဝတ္ထုကောင်တစ်ခုဖြစ်မှာပါခင်ဗျဟုတ်မဖွေးတဲ့ဇက်ကတော့ ဒါကျွန်တော်ရဲ့ကိုပိုင်ဇလန်းပေါ့နော်ဟိုကိုလေးနည်းရင်ခုန်တယ်ပေါ့နော်အဲကိုငယ်လေးတွေကကိုခလေးဘွားတွေကသူတို့ဒီအများကြီးအများကြီးအောင်မြင်ပြီးအများကြီးအများကြီးအာနေရာတစ်ခုရထားပြီးသားတကယ်လေးစားဖို့ကောင်းတဲ့လူတွေဆိုတော့တကယ်အဲ့လိုမျိုးကိုဒီလိုစီနီယာအမတွေကလုံချီမှုတွေပေးကြတယ်အားရင်နေအများကြီးဖြစ်ရပါတယ်ဟုတ်ဟုတ်ကဲ့ကျွန်တော် ကလေဟိုမှဟိုမမေ့ရပြောရရင်ဟို ဒီမမိုးလို့မခွေးလို့နေရပါတော့เนาะဟိုအခုမှကားရိုက်နေနဲ့ကိုဒရိုက်တာနေနဲ့သူတို့ကတရုတ်ဆောင်နေနဲ့စုံစည်းရယ်ဆိုပေမဲ့လေကျွန်တော်ငငယ်လေးတည်းကသူတို့နေရသူတို့ လက်ပုံပါကြီးပင်းလာတယ်ပေါ့နော်သူတို့ shooting မှာပဲကျွန်တော်နေတယ်အငြင်းလေးလာတယ်ဆိုတော့ဘလို့ personally ရတော့ခင်မင်မှုကတော့ရှိနေပြီးသားပေါ့နော်မစိမ့်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီလိုမျိုး writer အနေနဲ့ဒီလိုမျိုးလေးဖြစ်လာတဲ့အချိန်မှာအာလက်တွဲပြီးရိုက်ခုဖြစ်တဲ့ဆိုတဲ့အချိန်မှာကျတော့ကိုလေးနည်းနည်းရင်ခုန်တယ်ပေါ့နော်အကိုငယ်လေးတွေကကိုကလေးဘွားတွေကသူတို့ဒီအများကြီးအများကြီးအောင်မြင်ပြီးအများကြီးအများကြီးအာနေရာတစ်ခုရထားပြီးသားတကယ်လေးစားဖို့ကောင်းတဲ့လူတွေဆိုတော့ကို writer နေလုံးမဲ့ကားမှာအာကို့အပေါ်မှာယုံကြည်မှုရှိပါမလားဆိုတဲ့ဟာလို့ကြောက်တာပေါ့နော်ဒါပေမဲ့တွေ့ကြည့်တဲ့အချိန်မှာ အဲ့လိုမရှိဘူးမမိုးရောမဖွေရောလေမမိုးဆိုလဲအာသူအရင်ကိုယ်လေးစားတမှုလေးရှိရမြင်ရတယ်ပေါ့နော်မဖွေးဆိုလဲကျွန်တော်မဖွေးနေရမယ့်စက်ကိုပြောပြရချင်းမှာမဖွေးဆိုဇလန်းတော့မဆုံးဘူးသူအရင်အတက်ကြွပြီသူအရင်သူစူးစမ်းမယ်အာသူကိုယ်တိုင်လည်းပြောတယ်ပေါ့နော်အာဟိုအပြန်လန်လေးလေးစားမှုလေးထားပြီးတော့အကောင်းစူးစမ်းကြမယ်ဆိုတဲ့ဟာမျိုးလေးပေါ့နော်အဲ့တော့တကယ်အဲ့လိုမျိုးကိုယ်ဒီလိုစီနီယာအမတွေကငုံချမှုတွေပေးကြတယ် အိုင်းနေအများကြီးဖြစ်ရပါတယ်ဟုတ်အာဟုတ်ဟုတ်ကဲ့မမိုးနေ့ကတော့ဒါအာကျွန်တော်တို့ဇက်ကတော့ confirm တော့အာမကြေညာခြင်းသေးဘူးပေါ့နော်ကျွန်တော်တို့ဒါအများကြီးစူးစမ်းနေတဲ့အပိုင်းတွေရှိပါတယ်မမိုးနေ့ဇက်ကအခုစီစဉ်ထားတဲ့ဟာဆိုရင်ပရိသတ်တွေအရန် surprise ဖြစ်စေမဲ့ဝတ္ထုကောင်တစ်ခုဖြစ်မှာပါခင်ဗျာဟုတ်မဖွေးနေဇက်ကတော့ဒါကျွန်တော်ရဲ့ကိုပိုင်ဇလန်းပေါ့နော်အဲ့တော့ပရိသတ်တွေအာမဖွေးကိုလို့ campaign အနေနဲ့ပြန်ပြီးတော့ညော် ညှော်လင့်မဲ့ဇကောင်မျိုးပေါ့เนาะအာဖွဖွေးဆိုရင်ဘာလုံးမလဲဆိုတဲ့ဟာမျိုးအားရကျင်နေတဲ့ပြဿနာတွေအတွက်အဲ့ဇကောင်အစ်စ်ကလည်းဟိုတူတူလုံးမဖြစ်မယ်ဆိုတဲ့ဇကောင်မျိုးပေါ့เนาะအဲ့လိုအရန်အရန်အရန် item my size နဲ့ကြည့်ရမယ်ဇလံဖြစ်ပါပါဟုတ် အဲအမားတို့ကတော်ပြီးသားပါအမားတို့ကကျွန်တော်နဲ့မဟုတ်လဲဒါအရှိမလဲအများကြီးအာမတိုင်ကောင်းထူထောင်ပြီးသားအကယ်မီလည်းအများကြီးဒါရပြီးသားပါနော်ကျွန်တော်နဲ့မှမဟုတ်ပါဘူးကျွန်တော်ကိုယ်တိုင်ကအများကြီးစူးစမ်းဖို့လိုအပ်ပါသေးတယ်အဲ့တော့အမားတို့စီရတော်မှကျွန်တော်ပြင်သင်ယူစာရေးရှိရှိအောင်ပါဗောနော်အဲ့တော့အကောင်းဆုံးစူးစမ်းဖို့ပဲစဉ်းစားပါတယ်အကယ်မီဆိုတာဒါနောက်ပိုင်းဖြစ်လာတဲ့ကံတရားဖို့လိုမှုတည်တည်ရပါဘူးအင်တာဗျူးဖြေတာလုံးဝပျော်နေတာနော်ကျွန်တော်အာ အမ်ဟိုနောက်ပိုင်းကလေအဲ့လိုမျိုးအရင်တော့ဆိုရင်အဲ့လိုဟို stress တွေပြီးတယ်ပေါ့နော်အရင်တော့ stress တွေပြီးတယ်အဲယုံတင်တဲ့ကိစ္စတွေပေါ့နော်တခြားတော့ကိစ္စတွေအများကြီးပေါ့နော် stress တွေပြီးအခုနောက်ပိုင်းကျတော့အဲ့လိုဖြစ်လာတဲ့များအကုန်လုံးလက်ခံလိုက်ကြပေါ့အရာရာတော့အဲ့လိုလက်ခံတဲ့စိတ်နေပဲနေလိုက်တော့တယ်လက်မခံလဲရင်ဆိုင်ရမှာပဲလက်ခံလဲရင်ဆိုင်ရမှာပဲဆိုလက်ခံလိုက်တယ်အကောင့်ဘက်ကတွေးလိုက်တယ်အခုဒီမှာ shooting မှာအဆင်မပြေရရှိတယ် option နဲ့အော်ပြင်ပြေးသွားမှာပဲပေါ့အဲ့လိုမျိုးအရာရာကိုလက်ခံလိုက်တော့အဲ့လိုစိတ်ကလေးကအဲ့လိုနည်းနည်းလေးပို့ပြီးတော့ တက်တောင်တက်တာလေးရှိလာတာပေါ့နော်အာအဓိကအအရင်တော့ကျွန်တော်ငယ်တော့ဒါကိုတငယ်ချင်းနေနဲ့လူငယ်တွေစ조사ခဲ့ကြရတယ်ပေါ့နော်ဒီနောက်ပိုင်းကျတော့ဒီကျွန်တော် project လေးထွက်လာပြီးနောက်ပိုင်းမှာယုံကြည်မှုတွေပေါ့နော်ယုံကြည်မှုတွေပုံများလာတယ်လို့ကျွန်တော်ခံစားရပါတယ်အဲ အားပေးတဲ့ပြည်သက်တွေရဲ့ယုံကြည်မှုတွေရောပြီးတော့ဒီကျွန်တော်တို့ဒီအမှုပညာလောကတွေကလုပ်ငန်းရှင်တွေထုတ်လုပ်သူတွေပြီးတော့အမှုပညာရှင်အချင်းချင်းပေါ့နော်ဒီကိုယ့်ရဲ့ senior အကူအမတွေယုံကြည်မှုတွေပုံများလာချိန်မှာကျွန်တော်နဲ့လက်တွဲပြီးရိုက်ကူးဖို့တွေဖြစ်လာတယ်ပေါ့နော်အဲ့တော့ခက်စီစင်နာရဲ့ဟာတွေမှာလည်းအာတကယ်ကိုလေးစားအားကြရခဲ့ရချစ်ခင်ခဲ့ရတဲ့စီနီယာကြီးတွေနဲ့ဆုံဖို့ရတဲ့အများကြီးရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ကသူတို့နဲ့ဆုံနိုင်ဆုံနိုင်မှာအအမြဲတမ်းပြောလို့ရှိရတဲ့စကားတစ်ခုကအာကျွန်တော် လူငယ်ဒရိုက်တာဖြစ်တယ်ကျွန်တော်အသက်ငယ်သေးပေမဲ့ကျွန်တော်ယုံကြည်မှုအပြင်နဲ့ယုံကြည်နဲ့လက်ခံပြီးတော့လက်တွဲပြီးတော့ရိုက်ကူးဖို့စဉ်းစားပေးတာကျေးဇူးအများကြီးတင်ပါဆိုတကအမြဲပြုတ်ဖြစ်တယ်ပေါ့နော်အာတကယ်တိကျဆောင်ကြီးတွေကလည်းအာအဲ့ဒါကြီးစိတ်ထဲမှာထားနေတယ်ဘာပြောဒရိုက်တာဆိုတာကင်းတော့တဲ့ဆက်ပဲဒါအမားတို့စူးစမ်းမယ်ဘိုးစူးစမ်းမယ်ပေါ့နော်အဲအဲ့လိုဆိုတော့ဒါရန်ဖီတီလည်းဖြစ်ရတယ်ပိုစူးစမ်းဖို့အားရနေလည်းဖြစ်ရတယ်ပေါ့နော်